အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ဒီတစ်ပတ် live လေးပြန်စားပါပြီပေါ့เนาะအပတ်စဉ်တက်ဆက်နေစဗုဒ္ဓဘူး live လေးကနေပြီးတော့ဒီတစ်ပတ်အကြောင်းအရာလေးရွေးထားတာကတော့ etiquette နဲ့ visa နဲ့ပေါင်းပြီးတော့ပေါ့เนาะ live လေးတစ်ခုလုပ်မယ်ဆိုပြီးတော့ရွေးထားတော့ဒီ bread live လေးကဒီလိုလေးဖြစ်သွားတာပေါ့เนาะအာအရင်ဆုံးမေးစရာမယ်ဆိုရင်တော့နှင်းနူပါရှင်ကျွန်တော်တို့ visa department ဧကပါဟုတ်ကဲ့ အဲအကကြီးအအခုတစ်ကက်ကြောင်းမပြောခင်မှာအကတို့ဗီဇာရဲ့ department မှာအခု visa ရေဘယ်လိုမျိုး process တွေရှိလဲ update တွေဘာရှိလဲဆိုတော့တစ်ချက်လေးပြောပြပါတာเนาะဟုတ် visa ကတော့ဒီအပတ်စဉ်တိုင်းကတော့ပုံမှန်နဲ့ပြန်နေရပေါ့เนาะဒါပေမဲ့ထူးထူးခြားခြားဒီအပတ်ထဲမှာပဲဒါပြောင်းလဲသွားလဲဆိုတော့ malaysia visa နဲ့ပတ်သက်ပြီးပြောင်းလဲသွားတာရှိမယ် အဲ့ဒါကြတော့အားလုံးလည်းတည်ပြီးမယ်လို့ထင်တယ်မတည်ရလို့လည်းရှိကောင်းရှိမယ်ပေါ့နော်အာဘာလဲဆိုတော့ဒီအော်တိုဘာလဒီနေ့ပေါ့တရရစပြီးတော့တရရစပြီးတော့ကျွန်တော်တို့မြန်မာ passport ခြင်နာတဲ့မြန်မာလူမျိုးမှန်သမျှအကုန်လုံး14ရက်ရှောက်ပေါ့နော်ဒီ14ရက် visa free ပေးလိုက်ပြီပေါ့နော်ဒါပေမဲ့ချွင်းချက်အနေနဲ့တခုတတိထားရမှာကနောက်ဆက်တွဲသူတို့ဗာပြောထားလဲဆိုတော့လေရင်မြန်နဲ့သွားမှာပဲရမှာပေါ့နော် visa 14ရက်ပါလေ အဲ့တော့တချို့ဆိုလို့ရှိရင်စင်ကာပူဝင်နေစင်ကာပူကနေမှဘော်ဒါဂိတ်ကနေပြီးတော့ကားနဲ့စင်ကာပူပြန်အောင်မပြေဘူး6ပွဲနေပြီးတော့ကွာကျင်နေလူတွေဆိုရင်တော့မရအောင်ပေါ့နော်မပြည့်မနေဗီဇာရတဲ့အဲ့ကိုင်ဆောင်ရမယ်ပေါ့နော်ချက်ကိုလျှောက်ရမယ်ဆိုတော့အဖေကလည်းဝင်ဝင်လေနဲ့ဝင်မှလေဒီစား free ရမှာပေါ့နော်ဟုတ်ကားနဲ့ဝင်တော့ဘုံတော့ဝင်အောင်ဆောင်အဲ့လေတကူသတိထားရမယ်ပေါ့နော်ဆိုတော့နောက်တော့စင်ကာပူမှာအလုံးလုံးနေတဲ့မြန်မာလူမျိုးနောက်ထပ် first ကိုင်နာတဲ့ မြန်မာလူမျိုးတွေဆိုရင်တော့ဗီဇာမလျှောက်သေးရတယ်သူတို့ကကျတော့ဒီတိုင်းဝင်လို့ရတယ်၁၄ရက်နဲ့ပဲပါပါကားကားနဲ့ပဲဝင်ဝင်လေးနဲ့ပဲဖြစ်ဖြစ်ရတယ်ကိစ္စမရှိဘူးအဓိကကတော့ဒီတိုးတွေဆိုတော့နော်ဒီကျွန်တော်တို့ကကားနဲ့ဖြတ်တဲ့လူတွေဆိုလို့ရှိရင်တော့မရဘူးအေးပါဒါလည်းဒီတပတ်မှာပြောင်းလဲသွားတဲ့ ဗီဇာလေးပေါ့နော်အတိတ်လေးပေါ့ဟုတ်ကဲ့မြေပြင်ဒီ immigration မှာတော့ဘလို့အခြေအနေရှိသေးလဲတော့မသိရသေးဘူးဒီနေ့မှစတာဆိုတော့လေအင်းစပြန်ပြောပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီကုမ္ပဏီရဲ့ထွက်မဲ့တိုးတွေဆိုတော့၄ရက်နေမှာအများကြီးရှိတယ်ဟုတ်တယ်မလေးရှားဘက်ကတို့လည်းတွားမှာဆိုတော့အဲ့ခါကျရင်တော့နောက်ပိုင်းကိုပြန်ပြီးတော့ update လုပ်ပေးပါမယ် ဟုတ်ကဲ့ဟာ update တိရနေတော့ဒီ page တွေမှာလည်းကြင်ညာပေးပါမယ်ရှင်ဘယ်လိုအကြောင်းလေးရှိလဲပေါ့နော် immigration ကဘယ်လိုလေးရှိလဲဆိုတာကိုတော့ကြင်ညာပေးပါမယ်ရှင်ဟာလေတော့လည်းပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ထပ်လို့ရမရလေးပေါ့နော်ဟုတ်အခုနောက်တစ်ခါကျတော့လေဒီမြန်မာလူမျိုးတွေကကျတော့ပိတ်ရက်လေးရာတို့ဒီစင်မာတို့တကြံတို့အဲ့လိုမျိုးတွေရှိရယ်တကြံလေးရှိရတဲ့အတွက်ကြောင့်အခုကြင်ညာပေးချင်နေတာဘာလေးလဲဆိုတော့ တကြံမှာခီးထွက်ခြင်းနဲ့အဓိကဘန်ကောက်တို့စင်ကာပူတို့မလေးတို့ထွက်ခြင်းတဲ့လူတွေအတွက်အခုတွေကပလန်ရှိရဆိုရင်လေလက်မှတ်လေးကိုကြိုဝဲတာပို့ကောင်းတယ်။ဘန်ကောက်ဆိုရင်လက်ရှိမှာ MI နဲ့မနှက်သွားညပြန်ဆိုရင်တော့မှ9,800 9,600တောင်းအဲ့ပက်ချာလဲလောက်ပဲရှိတဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်တကြံဟိုဟိုသွားဖို့ပလန်ထားတဲ့လူ confirm ဖြစ်တဲ့လူတိတ်ချရဲ့လူကတော့ကြိုဝဲတဲ့နာပို့ကောင်းတယ်။အဲဒီမလေးရှားဆိုရင်တော့ ရှစ်သိန်းပတ်ချာလေးလောက်ပဲရှိရဲရှစ်သိန်းဘူတောင်းအဲကိုသိန်းအဲ့ဝင်းချင်တော့ပဲရှိရဲဘာဖြစ်ဖြစ်ဒါကအရန်တန်နဲ့ဈေးနှုန်းကြီးရင်လည်းဆိုတော့ဒီအနီကမဝယ်တာထက် အကျွတင်းကြီးဝယ်တာတို့အခုတည်းကဝယ်တာတို့ဆိုရင်တော့ပိုပြီးတော့တက်တာနိုင်တဲ့ဈေးနှုန်းကိုရရှိမှာပေါ့နော်စင်ကာပူဆိုရင်၁၀သိန်းကျော်နဲ့ရရှိမှာဆိုအရန်ဟိုတန်နေပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်တော်တန်နေနော်ဘာလို့လဲဆိုတော့ဒီကားတော့သွားတော့ ဂျပန်လေးနဲ့ကောက်ဝဲလေး90အဲ့ဒါပြောတာပေါ့ဂျပန်လေးနဲ့ကောက်ဝဲတာဟိုမှာစက်ကွန်တာသိန်းဆိုတော့လေးကျိုးဝဲတာပုဂတန်နဲ့နောက်ကွာကျတော့အခု update အနေနဲ့ကကျတော့အရင်တုန်းက TDAC တွေပေါ့ TDAC ဆိုတော့ကဒီနိုင်ငံတကာနိုင်ငံကိုဝင်တော့မယ်ဆိုရင်၃ရက်အဲအလိုမှာဖြည့်ရတဲ့ဖောင်လေးပေါ့နော်အဲ့တိတ်လေးနဲ့အခုဆိုရင်နိုင်ငံတော်တော်များများက တရက်အောက်တိုဘာနေ့စပြီးတော့ဖြည့်ရတယ်ပေါ့နော်အခုဆိုရင်ကိုရီးယားကြီးလည်းဖြည့်ရတယ်ဂျပန်ကြီးလည်းဖြည့်ရတယ်အခုဒါလည်းတရက်နေ့အောက်တိုဘာစပြီးတော့ထိုင်ဝမ်ထိုင်ဝမ်ကိုသွားမဲ့လူတွေကလည်းတရက်နေ့အောက်တိုဘာနေ့စပြီးတော့ TWAC လို့ခေါ်တဲ့ arrival ပါဝင်ဖြည့်ရတယ်အင်းတော့ဆိုရင်တိတ်မရှိဘူးဘန်ကောက်ရှိမယ်မလေးရှားရှိမယ် စင်ကာပူရှိမယ်ကမ်ဘောဒီးယားရှိအခုဆိုရင်တော်တော်များများနိုင်ငံတွေအကုန်လုံးကကြတော့ဒီ arrival form တွေတပါးချတိတ်မတိုင်ခင်ဒီ300လို့မှာ arrival form တွေဖြည့်နေရတယ်ဆိုတော့လေဒါလေးရလဲ update information နေနဲ့ဒီ live လေးမှာ share ပေးခြင်းပါတယ်ရှင့်အဲတချို့ကြတော့လေမေးကြတယ်ပေါ့နော်တချို့ဒီ arrival card ကို300လို့လို့ပြောထားပေမဲ့လေကိုကတခါကျရင်လေမေး data ရှိနေတာပေါ့နော်40ရောက်မှဖြည့်တယ်ဆိုလည်းရပါဘူးကြားတယ်ဘာမှတော့မဖြစ်ဘူးအော်ထားပါတော့ဆိုတော့လေ save ကိုစိတ်ရဲ့အဲ့ပေါ့နော်စိတ်ချအောင်လို့ပေါ့နော်အဓိကညနေသွားလို့မဲ့ညနေသွားမဲ့ flight ကိုမနေ့မှဖြေလဲရတယ်အနည်းငယ်မှတနားကြီးအလိုတော့မှကောက်ဖြေလဲရတယ်အဓိကကသူတို့နိုင်ငံကိုမဝီခင်မှာဖြေလို့ပေါ့ဟုတ်ဖြေပြီးဖြေပြီးသားဖြေဖို့ပဲလိုအပ်တာပေါ့နော်နောက်တစ်ခါကျတော့ဒီ wind travel ကနေအမြဲတမ်းကြီးညာတယ်မြန်မာမြန်မာကက်လေးတွေပေါ့နော် airline မြန်မာကက်လေးတွေလောက်ဖို့အတွက်ကိုအမြဲတမ်းကြီးညာ ဘာဖြစ်လို့ကျင်ညာလဲဆိုရင်အမှန်မှာကဲလုတ်ခြင်းအပြင်ကျိုးအရရှိနိုင်တဲ့ benefit တွေအများကြီးရှိဥပမာဒီကိုယ့်ရဲ့မမ level alike ကိုဒီ check in priority ပေါ့နော် priority check in ဝင်လို့ရတယ်ပြီးွားရင် launch သုံးခွင့်ရှိတယ် launch ဆိုရင်အဓိက diamond ruby အဲ့လောက်ဆိုရင်တော့ level alike ကို launch သုံးခွင့်ရှိရယ်ကိုယ့်ရဲ့ buy name နဲ့ပေါ့နော်ဒါပါတော့ဥပမာကို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 ဆိုရင်လည်းကိုကိုနာမည်နဲ့ invitation launch ဆိုပြီးတော့အဲ့လိုနာမည်လေးတက်ပြီးတော့ ဒိုင်နင်းနေနဲ့သုံးခွင့်ရှိတယ်ပြီးရင် wifi wifi နေဆိုလဲတချို့ airline တွေပုံမှာအဲ့လိုဒီမမ live ပေါ့နော် wifi နေ free သုံးခွင့်ရှိတယ် ဲ့ဆိုတော့လေအများကြီးအများကြီး benefit နေရှိရတဲ့အတွက်ကြောင့်ဒီဒါပါတော့ key တွေကိုတနည်းကို၃နှစ်ခေါက်လို့တလားကို၃နှစ်ခေါက်လို့အဲ့လိုထွက်တဲ့လူတိုင်းကတော့မမကက်ကိုမဖြစ်မနေလောက်ဖို့တော့လိုအပ်တာပေါ့နော်ဒါမှကိုယ့်ရဲ့ဒီ airline ရဲ့ benefit တွေကိုကိုကခံစားခွင့်ရှိမှာပေါ့နော်အဲ့ airline member ကကြတော့လောက်ဖို့ဘာလိလိုအပ်လဲအဲဒီကတော့ဘာမှမလိုဘူးဒါ phone number လိမ့်စာ ဲလိပ်စာဆိုတော့မှ email လိပ်စာပေါ့နော်အဲ့ဒါပဲလိုအပ်တယ်ဒီ Winstra ဘဲမှာလေးလက်မဲ့ဝယ်တိုင်းဝယ်တဲ့လူတိုင်းရောမမကက်ကိုတော့ free shop ပေးတယ်ပေါ့နော်တခုတတိထားမှာကကိုရှီယာမမကက်ကတခြားထားပါတော့ကိုဝင်းရှော့ပဲမြန်မာမှာလုတ်ပေးထားတဲ့မမကက်ကတခြားရှင်မှာအဲ့မမကက်နဲ့တားရှောင်းမယ်ဆိုရင်အဓိကမမကက်လေးပြပြဖို့တော့လိုတယ်။ဘာကြောင့်လဲဆိုတော့ signing governing တွေမတူတဲ့အတွက်ကြောင့်အာတချို့အဲဒီ travel agent တွေကထည့်လိုက်တဲ့အချိန်မှာ မဝင်နိုင်ရှိတတ်တယ်။အဲဆိုတော့လေလေလက်မမဝင်ခင်မှာခုမမကက်ရှိရဆိုတဲ့အကြောင်းကိုတော့ဒီသက်ဆိုင်ရာ travel agent တွေကိုတော့ပြပဖို့တော့လိုအပ်တယ်ပေါ့နော်။ဒါမှသာကိုယ့်ရဲ့ point ကိုရရှိမှာပါရှင့်။ဟုတ်အဲအခုဆိုပေါ့နော်အော်တိုဘာပိတ်ရတယ်လားတော့အော်တိုဘာလားတော့ကတော့ airline ticket ticket တွေကတော့တော်တော်များများပြေးသွားတယ်။ငါောက်ဆိုရင်ရှိ ਉ မရှိတော့ဘူး။ဘယ်လိုရှားဆိုလေး။ မလေးရှားဆိုရင်လည်းရှိလည်းမရှိတော့ဘူးစင်ကာပူဆိုရင်ပိုဆိုအဲ့လိုမျိုးဆိုတော့လေအဲတချို့ air တွေရှိတယ်အနာကတ်မှအဲ့လိုဒီဒီနေ့လို့တရနေ့မှ၄ရက်နေ့အတွက် flight ရှိလား၅ရက်နေ့အတွက် flight ရှိလားအဲ့လိုလေးမဝယ်ဘဲနဲ့ချိုးဝယ်တာကတကယ်တကယ်ဟိုဘောနော် confirm ဖြစ်တယ်ဘောနော်ဈေးနှုန်းနဲ့အခုဆိုရင်လေလက်မှတ်တွေကလေတော်တော်များများပြည့်ကုန်ပြီ6869ဘန်ကောက်တည်းဆိုရင်တော်တော်ပြည့်ကုန်ပြီဆိုတော့လေကိုသွားဖို့ plan ထားတယ်ရည်ရွယ်ထားတယ်ဆိုရင်အများနဲ့ချိုးဝယ်ပြီးတာ ို့ကောင်းနေရှင့်ဘယ်နှလားလောက်ကြိုးဝင်အဓိကတော့လေတကယ်ကိုဒီရက်ကြီးကို confirm တောင်းဖို့တေချာနေပြီလုံးဝကို show up ဖြစ်နေပြီဆိုတော့တနားလောက်ဝယ်တာပိုကောင်းနေဒါမှမဟုတ်ဆိုရင်စလီရဲ့နှစ်ပတ်ပေါ့နော်အဲ့လောက်ဝယ်တာကိုယ့်အတွက်ကိုပို့ပြီးတော့ဇင်းတို့တတတတာရရှိနိုင်တာပေါ့နော်မဟုတ်ဘူးနီကမဝယ်မယ်ဆိုရင်ဒီလိုပွဲတော်ရဲမဟုတ်ဘဲနဲ့တခြားရက်တွေဆိုရင်ရှိတော့ရှိပြီမယ်တောင်းမြတ်ချက်နဲ့စရပါပဲနော် တာမန်တန်2ဆားလောက်များတာတို့3ဆားလောက်များတာတို့အဲ့လိုမျိုးရှိတတ်တယ်ပွဲတော်ရံမဟုတ်တာတော့မဟုတ်နော်အခုပွဲတော်ရဲ့ဆိုရင်ပိုဆိုးတဲ့ဒီခုံနေဆိုရင်ဘာမှမရှိတော့ဘူးအဲ့လေပေါ့နော်အဲကြည့်အောင်နောက်တစ်ခါကျတော့ဒီ live တားလိုက်တာမှာဒီဟို ticketing live ဆိုရင်အများနဲ့ပြောရဲပေါ့နော်ဒီအဲလေရင်မထွက်ခွာခင်ဒီစိတ်ကိုဒီ international ဆိုရင်3နိုင်အရောက်လေးကျူသွားပြေးဖို့ရဲ့ domestic ဆိုရင်2နိုင်အရောက်ကျူသွားပြေးရဲ့ ေးဖို့ပေါ့နော်အငဲတဲ့အဲ့တွေကိုဟို information ပေးရတာပေါ့နော်အမကြီးတပတ်ကြာဒိတ်မတိုင်ခဲ့၃နာရီလောက်ကြိုးသွားပြီးပါအဲကြောင့်လဲဆိုတော့ဒီခါနေကျရင် check in ဝင်လူများရများတယ်လူတန်းစီရတန်းစီရရဲ့အတွက်ကြောင့်ကိုယ်လေးရောက်ဖို့တန်းစီစင်းနေမတော်မဆများကိုကနောက်ကျသွားတယ်ပဲရှိတယ် check in ကောင်းလာပြီးပြိလိုက်ရောက်ရတာနဲ့မဝင်ရအောင်ဒီမစီရဘူးပုံစံလေးဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အဲလေးစိတ်ကိုတော့ကိုယ့်ရဲ့တပတ်ကြာတိုင်းမတိုင်ခင်၃နာရီလောက် အရောက်ကိုပေါ့နော်ချိုးသွားပြီးပိုကောင်းတယ်ကိုဆိုတာပေါ့ traffic မိတာတို့သွားနေတန်းနဲ့ကားလမ်းပိတ်တာတို့ဆိုကိုဆိုးတယ်တချံနေအဲ့ဒီတချံပိတ်ရက်ဒီမှာဆိုလဲအဲ့ဒီအတိုင်းပဲအခုဆိုရင်တရင်ချိုးပိတ်ရက်လာတော့အဲအဲကြောင့်တရင်ချိုးပိတ်ရက်သွားမဲ့ခီးတယ်တို့နောက်တချံသွားမဲ့ခီးတယ်တို့ဆိုရင်ဘာပဲဖြစ်ဖြစ်ကိုဘက်ကနေပြီးတော့လစ်စိတ်ကို၃နိုင်မို့၄နိုင်ရောက်လဲဘာမှမဖြစ်၅နိုင်ရောက်လဲဘာဖြစ်ကိုဘက်ကစိုးရောက်ဖို့ပဲလိုတယ်အဲ့ဆိုရင်စရေးချက်သားစွာနဲ့ပဲချက်ကင်ဝင်လို့ရတာပေါ့နော်ပြီးတော့ ဒီအဓိကကဒီ check in မှာဝင်ပြီးတာလည်းမပြီးသေးဘူး check in ပြီးသွားပြီဆိုရင် immigration တက်တဲ့ချိန်ကရင်လည်းတယောက်နဲ့တယောက်ကစစ်ဆေးတာချင်းရတယ်မတူဘူးတယောက်နဲ့တယောက်ကြာတယ်ဆိုတော့တန်းစီရတဲ့ကြောင်ဝိုင်းလည်းအဲ့မှာလည်းလေးရင်နောက်ကျနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒါဆိုရှင်းစောသွားတာပိုကောင်းနေရှင်း အဲတချို့ကတော့အခုဆိုရင်ဒါတစ်ကက်ပေါ့နော်တစ်ကက်ဆိုရင်ဗီဇာနဲ့တစ်ကက်ဆိုတော့လည်းတူတူပဲပေါ့တွဲနေရပေါ့နော်အမပြောသလိုခုနကတစ်ကက်တွေကိုဂျိုးဝဲတင်တယ်ဂျိုးပြီးတော့ဝဲပေါ့ပေါ့ date drop ပြီဆိုလို့ရှိရင်ဂျိုးဝဲတချို့ကျတော့ကျွန်တော်တို့ဗီဇာလျှောက်တယ်ပေါ့နော်ဗီဇာလျှောက်တဲ့အခါကျရင်ဗီဇာ reserve form တည်ပြီးတော့ဝဲရတာလည်းရှိတာပေါ့ဟုတ်ဝဲရတာလည်းရှိတော့အဲ့တော့လျှောက်မယ်ဆိုရင်ဧည့်သည်ဆိုလဲကိုယ်လျှောက်မဲ့နိုင်ငံအလိုက်ကိုဗီဇာလေးဂျိုးလျှောက်ပေါ့နော်အေးပေါ့အေးပေါ့အေးပေါ့ ဗီဇာတော်တော်များများတော့တန်ခိုင်ဆောင်ခွင့်3လပါ3လဟုတ်တယ်ဟုတ်တယ်အဲဆောင်ခွင့်3လပြီးရဆိုတော့ကိုသွားဖို့ရည်ရွယ်ထားတဲ့လာအချမ်းမြင်တွတ်ပြီးဆိုလို့ရှိရင်တွတ်ပြီးတော့ဟုတ်တယ်ရှော့ဗီဇာရပြီဆိုရင်တန်းဝယ်အဲ့ဒါဆိုရင်တော့ကိုကောင်းတာပေါ့နော်သူနိုင်ငံဒီလိုပေါ့ e-visa တို့ပါလို့ဆိုကိတ်သိက္ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်တို့ဟိုအဲ့လို physical သွားပြီးတန်ရုံးမှာသွားလျှောက်ရတာမျိုးတို့ပါလို့ဆိုရင်တော့ကြိုလျှောက်ဖို့တိုက်တွန်းခြင်းနဲ့ပေါ့နော်သူ ဗီဇာတွေဆိုတာလည်းဒါတန်ယုံရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲဟုတ်တယ်ဟုတ်တယ်ဒီကုန်ဒီပြီးတော့ပိတ်တာဗီဇာချပြီးရဆိုတော့အင်းလည်းရှိရထိုင်းဗီဇာဆိုလည်းအဲ့လိုပဲထိုင်းဗီဇာဆိုလည်းပုံမှန်အဖြစ်ကပုံမှန်သတ်မှတ်ထားတဲ့တန်ယုံက10ရက်ကနေ15ရက်ဒါပေမဲ့လည်းသူတို့ပုံမှန်အဖြစ်ကျွန်တော်ရှောက်နေကြအတိုင်းဆိုရင်တော့ပိတ်ရမှာတပတ်အနည်းငယ်တော့ပြန်ကြရတယ်ပေါ့နော်ဒါပေမဲ့လည်းတန်ယုံရဲ့ပြောင်းလဲတွေကောင်ဆယ်လာခီးသွားတာမျိုးတို့ဖွင့်ယူတာမျိုးတို့ဆိုလို့ရှိရင်လည်းပိုကြွားတတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသတိထားဖို့ပေါ့နော်ဆိုတော့ အာလုံးလို့အမြဲဂျိုလောက်တာတော့ဂျိုလောက်တာပိုကောင်းတယ်ဂျိုလောက်တာပါပြီကိုတက်ကလေဟိုဘယ်လိုခေါ်မလဲဟိုဈေးနှုန်းတက်ပြတာလည်းရတယ်စိတ်ချရတယ်ဘာပဲဖြစ်ဖြစ်ဟိုခီးမထွက်ခင်ကွာဗီဇာမရမရမရဆိုစိတ်ပူတာတမျိုးလေလက်မဲ့ဈေးကြီးတာလည်းစိတ်ပူတာတမျိုးဗီဇာတော့မချော်သေးလေလေလမ်းမဲ့ဆိုဝဲတာဆိုလဲတာလည်းအဆင်မပြေဘူးပေါ့နော်ဟုတ်တယ်ဟုတ်တယ်တချို့နိုင်ငံတွေကြတော့လေဟို ီဇာရောက်များလေးလက်မဲ့လေးဝယ်တာပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်လို့ဒီလိုပြင်သစ်လိုနိုင်ငံသွားမဲ့နိုင်ငံတွေဆိုရင်မဖြစ်မနေရောလေးလက်မဲ့ဝယ်ရတာဆိုတော့အဲ့အဲတချို့နိုင်ငံကြတော့လေဗီဇာရောက်မှဝယ်တာပို့ကောင်းတယ်တချို့ကြတော့လေအာဗီဇာ တင်ခါနေကြလေလက်မှတ်တောင်းတာဆိုတော့လေကိုသောင်းမင်းနိုင်ငံအလိုက်ကိုဒီပီဇာမက်တီကင်မှာပီဇာမက်တီကင်မှာဟိုဘယ်လိုခေါ်မလဲစုံစမ်းမင်းမြဲပြီးတော့မှာပဲလုပ်စီချင်တာပေါ့နော်ဒါမှလည်းကိုအတွက်ကပို့ပြီးတော့အဆင်ပြေနိုင်မှာဟုတ်တယ်ဆက်ချရအောင်ဘယ်လိုမင်းကလည်းလေလက်မှတ်ဝယ်ရဆိုလေပြင်သစ်တိုင်းရနေဟုတ်တယ်ဟုတ်တယ်ဒါတွေကတော့ booking နဲ့ booking reservation နဲ့ပဲသွားတာဆိုတော့လीအဲဖြစ်တော့ဟိုကိုရှောက်မဲ့နိုင်ငံဟိုတော့ဘလို့ရှင်းနေရှိလဲ information ဘလို့ရှိလဲဆိုတာဟိုတော့မြင်းမြန်စုံစမ်းပြီးမှာပဲလုပ်စီချင်တာပေါ့နော်ဟုတ်အဲ့ဒါလေးကတော့ဒါ ထပ်ပြောတာပေါ့နော် live time မှာကျတော့ visa တည်တန်းလွှင့်တဲ့ live time မှာလည်းအဲ့ဒါတွေကတော့အများကြီးအများကြီးပါတယ်ဟုတ်ကဲ့ ticketing ကတော့တစ်ခါနေကြမှာပဲလွှင့်တာဆိုတော့ ticketing လွှင့်တိုင်းလွှင့်တိုင်းမှာလည်းဟိုဒီခုနခုနပြောတဲ့အချက်လေးအကုန်လုံးလည်းအများကြီးပါတယ်ဆိုတော့လေဒါလေးကလည်းဧည့်သည်တွေအပေါ်မှာတစ်ခါနေကြရင်ချိုးကြတော့လေဟိုသုံးခါကြီးချိုးသွားတာသူတို့တည်းအရင်ကြီးစောနေတာတို့အဲ့လိုမျိုးတွေဧည့်သည်ရှိတော့လေဒါလေးက information နေနဲ့ပဲ live time လိုက်ကမှ share ပြတာပါရှင့်ဟုတ်ကဲ့ ich habe auch da die promotion တွေပါတယ်ရော airline နဲ့ပတ်သက်ပြီးပါရှိတယ်အဲ promotion ကတော့ဒီဒီပွင့်လင်းပြောရရင် MAI ကသူခုနပြောသလိုမျိုးကျိုးဝယ်ဘဏ်ကောင်ကိုအရန်တက်တာတဲ့ဈေးနှုန်းနဲ့ရတယ်ဒါက promotion မဟုတ်ပေမဲ့ကျိုးဝယ်ဝယ်သလိုအရန်ကြီးတက်တာရဲ့အတွက်ကြောင့်လေ အာဘလူးကွန်နဲ့တက်တာတော့မှတခါနေကြရင်9သိန်း9000တော်တော်အဲ့လိုအဲ့လိုပေါ့နော်9သိန်း9000ဒါပိုမိုရှင်းချတာမဟုတ်ဘူးကျိုးဝင်ပိုတက်တာရယ်ဆိုတဲ့အကြောင်းလေးကိုပေါ့နော်အဲ့လိုက်တော်တော်များများကတော့လေဒီတို့ကျိုးဝဲဝဲတိုင်းဝဲတိုင်းမှာတော့ဒီတက်တာနိုင်တဲ့ဈေးနှုန်းနေနဲ့ရတယ်လက်ရှိမှာတော့ပရိုမိုရှင်းချထားတဲ့အဲ့လိုက်ရယ်လို့တော့မရှိသေးဘူးပေါ့နော်ဟုတ်အဲ့လိုမျိုးလေးတော့ရှိပါရဲ့ရှင့်ဒီမှာဆိုရင်လေဒါရမှာလုံးဝဝယ်ရမှာ အာဂျပန်ဆိုရင်တော့ဂျပန်ဘယ်လိုလဲဆိုတော့ဗီဇာရပြီးမှပဲလေလက်မှတ်ဝယ်ရပိုကောင်းတယ်။ဟုတ်ဆိုဂျပန်ရဲ့ဗီဇာ process ကလည်းတိတ်မကြအောင်လေ။ကျွန်တော်တို့ဒီတန်ရုံမှာ appointment ယူရယူပြီးလို့ရှိရင်ဝင်ဝင်ပြီးရင်တော့တပတ်ပေါ့နော်ပြန်ပါတပတ်ဆိုရင်တော့ပြန်ထွက်တယ်။ process ကသူကဝင်ဝင်ပြီးတနေ့မှရင်ကိုဘယ်နေ့စာအုပ်ပြန်ရမလဲဆိုတာပါ။ဒီကကတတ်မှတ်ပြီးပြီးသားဆိုတော့14ရက်ထွက်လာတာ။14ရက်ထွက်လာတော့အဲ့တော့မှပဲစုံဖြတ်ဖို့နော်ဝယ်ရမလားမဝယ်ရမလားပေါ့နော်အော်လက်ရှိမှာကတော့ဒီတစ်ခါလေးပြောလိုက်မယ်ဂျပန်ရဲ့လေလက်မှတ်စီးနှုန်းကနေ အဲတကယ်လို့သွားနေချမ်းဖြူတွေကတော့ transit နှစ်ခုနဲ့သွားမယ်ဆိုရင်အသွားပြန်မှာ900ကျော်ကျော်ပဲရှိတယ်။ transit နှစ်ခုဆိုတာကရန်ကုန်ဘန်ကောက်တစ်စစ်စီရမယ်။ဘန်ကောက်တူမနီလာတစ်စစ်စီရမယ်။မနီလာတူအဲဒီသူသားချင်တဲ့မြို့ပေါ့နော်။ဂျပန်အဂျပန်အဲပေါ့။ Osaka, Narita, Haneda သွားချင်တဲ့မြို့ပေါ့နော်။အဲ့လိုမျိုးလေးကိုဝယ်မယ်ဆိုရင်တော့အသွားပြန်မှာ 900ပတ်ချာလည်းလောက်ပဲရှိတယ်။ဒါမျိုးတော့ transit နှစ်ခုပေါ့နော်။ transit နှစ်ခုကလည်းတိတ်ဆိုးရင်ဆရာမရှိရဲ transit နှစ်ခု။ဘန်ကောက်ဆိုလည်း visa arrival 14ရက်ရတယ်။နောက်ဖိလစ်ပင်းဆိုလည်း14ရက်ရတယ်။အဲဒါကြောင့်နှစ်ခုလုံးက visa မလိုတဲ့နိုင်ငံတွေဆိုတော့ဘာပဲဖြစ်ဖြစ်ဒီ transit လုပ်လို့ရတယ်။ပြီးတော့ရန်ကုန်ကနေတခါတည်းဟိုဟာဘောဒီဂျပန်ထိကိုလည်း check through ပေးတယ်။အဲဒါဆိုတော့ဈေးနှုန်းလည်းတက်တာတယ်။ transit နှစ်ခုလည်းသွားတယ်။ အဲ့ဒါဆိုတော့900ကျော်ဆိုတာဘာဖြစ်ဖြစ်တက်တာရဲ့အနေထားမှာရှိတယ်ပေါ့နော်မရှိဘူးမသိမကြောက် transit hour ကအများဆုံးဆိုရင်3နာရီလောက်ပဲရှိတယ်အဲ့ဆိုတော့ transit hour ကလည်းအဆင်ပြေတယ်ဘာလို့မှကြတော့ဒီတနိုင်နန်းတနိုင်ငယ်ဆိုတာကလည်းကိုရီဒီမြန်မာ passport တွေကင်ထားရတူဆို visa free ရတယ်အဲ့ဒါကြောင့်ဒီ900ကျော်နဲ့ဆိုရင်တော့ဒီ flipping airline ကိုတော့ညွှန်းနေပေါ့နော်အပားပြေးပါတယ်ရှင့်အာဆီယံနိုင်ငံတွေပဲဆိုတော့อืม အကုန်လုံးကလည်းကိုဗီဇာဗီဇာကလည်း A free ပေါ့နော် ASEAN ဆန်နိုင်ငံတို့ကလည်း free ပဲဆိုတော့လေဟုတ် Yeah like ကတော့လည်းဒါ ASEAN post တွေလည်းတင်ထားပြီးရေပေါ့နော်ဒီကို ASEAN မလေးရှားကနောက်ဆုံးပေါ့ဗီဇာ free ဖြစ်သွားတာ哦အဲတချို့ကြတော့လည်း VNN တို့အချို့ရက်တွေကြတော့လည်းသူတို့ကအတိအကျ မရှိဘူးပေါ့နော်။ညာတော့ပြင်14ရက်ပေးတာတို့ရှိရပေါ့နော်အဲ့လိုမျိုး။ဒါနဲ့ VNN ကြတော့ဒီတချို့ဒီဟိုဘာတွေမှာကြတော့ရက်30လို့လည်းပြောထားတယ်နော်။ဟုတ်တယ်တချို့ကြတော့လည်း14ရက်ပဲပေးတယ်။ဟုတ်တယ်တချို့ကြတော့လည်း14ရက်တချို့ကလည်းရက်30လို့လည်းပေးပြောထားရဲဆိုတော့လေ။ ဒါတော့ကို immigration ဖြစ်မှာပဲမဖြစ်ဘူးเนาะဖြစ်ဘူးဘယ်လိုဖြစ် transit visa မလိုဆိုအဆင်ပြေအဆင်ပြေอืมဟုတ်တယ်ပြီးရတခါနေကြရင်ဂျပန်ကိုရန်ကုန်ကနေ VNA VNA ကနေပြီးတော့အဲ့လိုဂျပန်ဒီတွားချင်တဲ့မြို့လေးကိုတွားရဆိုရင်အရန်တက်တာရဲ့ဈေးနှုန်းလေးကဟုတ်တယ်ဟုတ်တယ် visa လည်းမလိုချက်ထူးလည်းရရဆိုတော့အရန်တက်တာလည်းဆိုတော့လေဂျပန်သွားမဲ့လူတိုင်းကိုတော့ဒီလိုလေဒီ Thai way မဟုတ် Thai way မဟုတ်တာတော့ now Singapore airline မဟုတ်တဲ့ဒီလိုဒီ PNN ကနေအဲ့ပေါ့အချက်အနေနဲ့ပေါ့နော် VNN ကနေ transit VNN ကို transit လုပ်တာပဲဖြစ်ဖြစ်ခုနပြောသလိုဘန်ကောက်နဲ့မနီလာကို transit လုပ်တာပဲဖြစ်ဖြစ်အဲ့လိုလေးသွားပြီးတော့အကြံဉာဏ်လေးပေးခြင်းနဲ့ဈေးနှုန်းလေးနဲ့အရင်သက်တာလေးပါရှင့်ဟုတ်အဲခုကတော့ဒီ visa နဲ့ပတ်သက်ပြီးတော့ update ကတော့ဒါဟာအဲဒါကတော့ဒီနောက်ပဲပေါ့နော် airline ticket အနေနဲ့တော့ဘာပြောလို့ရှိရော ticket အနေကတော့ခုနကဟိုဘာမှတော့ထွေထွေထူးထွားတော့ပြောင်းလဲမှုတော့မရှိဘူးပေါ့နော်အဲခီးတယ်တူတော့ဧည့်တယ်တူတော့အကြံဉာဏ်လေးပေးချင်တာကတော့ကြိုဝယ်ပါလေလက်မဲ့ကြိုဝယ်မှာပို့စိတ်ချရပါတယ်ပို့ပြီးတော့ဈေးနှုန်းတန်ပါတယ်လို့ Malaysia visa free ကြောင်းလေးပြောပြပါဦး အာမလေးရှားဗီဇာ free ဆိုတာကဒါကျွန်တော်ခုန live ဆက်ဆက်ကျင်းလာလေပြောထားသေးရေပေါ့နော်အဲဘယ်လိုမျိုးလဲဆိုတော့ဒီနေ့ဒီနေ့ကစပြီးဒီအော်တိုဘာ၁ရက်နေ့ကစပြီးတော့မလေးရှားနိုင်ငံကိုမြန်မာ passport ကင်ဆောင်ထားတဲ့လူမှန်သမျှပေါ့နော်၁၄ရက်ဗီဇာ free ရတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့လင်းရင်နဲ့သွားမှပဲရမှာကိုကဒီ border gate တို့ဒီကားနဲ့သွားတာတော့ဘာလို့ဆိုရင်တော့ visa free မရပါဘူးဒါကမဖြစ်မနေ visa လျှောက်ပေးဖို့လိုအပ်တယ်ပေါ့နော် တရားမီစာလျှောက်တာလဲကြာချိန်အဖြစ်ရတော့ဒါဒီပြည့်ရမပါဘောเนาะ၃ရက်လောက်ပဲကြာတယ်ဘောเนาะဒါတန်ရုံမို့မြည်ပြီးတော့အမြန်ဆုံးကတော့အဲ့လောက်ပေါ့ဟုတ်ခုနစင်ကာပူပဲပဲအတိုင်း စင်ကာပူစင်ကာပူမှာဆိုလို့ရှိရင်လည်းစင်ကာပူမှာရောက်နေတဲ့ဒီမြန်မာလူမျိုးတွေအလုပ်လုပ်နေတဲ့လူတွေပေါ့နော် long term pass ခိုင်းနာတဲ့လူတွေ expat တို့ EPO ပါအကုန်လုံးအကုန်လုံးပေါ့နော်ခိုင်းနာတဲ့လူတွေအားလုံးက visa မလိုဘူးဒီတိုင်းပဲဖြတ်သွားလို့ရတယ် arrival ကဝင်ဝင် arrival ကလေးတော့ဖြည့်ရမယ် arrival ကလေးတော့ဖြည့်ရမယ်ဒါနဲ့ပဲဝင်ဝင်ဒီဖုန်းနဲ့ပဲဝင်ဝင်လေးနဲ့ပဲဝင်ဝင် visa ကတော့ free ပေါ့နော်ဟုတ်ဒါကတော့ချင်းချင်းနေနေပေါ့နော်ဟုတ်ဒါတော့ visa free ဆိုတိုင်းလည်းနေရာတိုင်းကရရတော့မဟုတ်ဘူးဆိုတော့လေတတိထားပေါ့နော် ပြန်လုတ်ခံရမှာပေါ့နော်တော်ကြာချေဖို့နဲ့တော့ဟုတ်ပါဟုတ်ဟုတ်ဒီနေ့ live လေးအောင်အေကပါပြောချင်ရှိသေးတယ်အဲ trade through တော့ဘာမှရှိတော့ပါဘူးဟုတ်ဟာဟာအဲ့ဆိုရင်တော့ဒီနေ့ live လေးဒီမှာပဲအဆုံးသက်ခွင့်ပြုပါရှင်အားလုံးပဲဆွေးနွေးဆက်မိကြပါစေတတ